အဓိကတော့ကျွန်တော်မုံမိတ်ကြောင်းလေးပြောချင်တယ်မုံမိတ်မုံမိတ်မှာဟိုနေ့ကဖိထုချတယ်ဗျအဲမုံမိတ်ဖိထုချတဲ့နေရာမှာဒီမကြီးမင်းကြီးရောဖိထုချတဲ့မှာပလောင်နဲ့တေးတာရှိတယ်ဒါမှမဟုတ်အများကြီးတော့မဟုတ်ပါမယ့်ဒီစကိုးရလောက်တန်ရတယ်လို့ကျွန်တော်ပြောဘူးဗျဒါမှတေးတဲ့လူကတော့တေးကြတယ်နော်အဲနှစ်ခါထုတာဆိုတော့35လောက်တန်ရတယ်စကိုးရလောက်တေးတယ်လို့ကြားတယ်တကယ်ဒီပလောင်နေမုံမိတ်ထဲမှာဘာမှရှိတာလဲဆိုလို့ရှိရင်ဒီသူတောင်းပြေဖျားသူတောင်းပြေဖျားပတ်လဲမှာဇာနိုင်စင်မြို့ထဲမှာပေါ့ဗျာနိုင်စင် အဲမှာရှိနိုင်ရည်တွေပတ်ကြတယ်မှာရှိတဲ့တိုက်တွေအကုန်လုံးကသူတို့အကုန်နေတာဖြစ်တယ်။ညနေ၄နာရီဆိုလုံးဝမီးထုံလို့မရဘူးမီးမထုံအောင်ဖုန်းမတော့ဖုန်းတော့ခိုးတော့ကြရတယ်ပေါ့နော်။ဘယ်လောက်နဲ့ညနေ၄နာရီဆိုလုံးဝမီးပေးတော့မတုံးတော့ဘူး။မီးလုံးဝမထုံအောင်ဆိုတော့တောင်းတော့ကိုဒါကြောက်တတ်နေပြီဆိုတော့ကျွန်တော်တို့ဒါသိရှိရတယ်။ တက်မလို့လာပြီးတက်မလို့လေချောင်းလာမှာကိုအရန်ကြောက်ရွံ့တုံလုံးနေတယ်လို့ကျွန်တော်တို့ကြားသိရတာရှိတယ်။အဲ့တော့တက်မလို့ကပိုင်ပိုင်နေနေတာလေချောင်းတွေ drone တွေဘုံတွေနဲ့တက်တက်နာနာရှင်းလိုက်မှဆိုဒီနေရာလေးတွေကခဏလေးနဲ့ကျွန်တော်တို့အောင်မြင်ရမယ့်ပုံစံမျိုးတွေဖြစ်လာမှာပေါ့နော်။အောင်မြင်ရမယ့်ပုံစံမျိုးတွေ ဒီနေ့မှကျွန်တော်တခါလေကြားလို့ရှိရင်ဗန်စကားတုံးတက်တယ်ဗျာဗန်စကားတုံးတက်တယ်ဆိုတော့ကျွန်တော်တို့ကတရင်တော်မှာမဟုတ်အမှုပြရတယ်မှာကျွန်တော်သိရှိတာကိုကျွန်တော်တို့ကအာကျွန်တော်ပြောချင်တာမျိုးနဲ့ပုံစံမျိုးပြောတာရှိတယ်အဲ့တော့တောင်းတော့အောင်ဝဲတွေနဲ့အဲရင်ဆိုင်နေရတယ်ဆိုတော့တချို့တော့အောင်ဝဲတွေအင်းနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဟောတယ်မှာအောင်ဝဲနဲ့ရင်ဆိုင်တာတချို့မျက်နှာမဲ့ရောအတည့်ရမှာဟုတ်ပဲကျွန်တော်ကအာအာတောင်းတော့မရဥပမာနေရာတိုင်းမှာအောင်ဝဲနဲ့ရင်ဆိုင်နေရဆိုအောင်ဝဲရင်ဆိုင်ကောင်းတယ်လေ ဟုတ်တယ်မှာအဲအဲ့ဒါဘန်းစကားလေအဲအဲ့လိုပြောပြောပါတော့နှစ်တက်တာကိုကျွန်တော်လည်းသိတာပဲမသိတာကြောင်းမှမရှိတဲ့ကိစ္စစာပေဖတ်နေတာပြောတဲ့နာကိုပြောမယ်မပြောတဲ့နာကိုမပြောဘူးဒါပေမဲ့ကျုပ်ကကြတော့အဲတက်ခဲ့တဲ့အပိုင်းကြီးရှိတယ်နော်အဲဒါဆိုချွတ်တော့မဲ့သွားတာဘာလို့လဲအာတောင်တောင်တော့အောင်ဝဲတွေနဲ့ရင်ဆိုင်နေရဆိုဟာဘာရောမှာဆိုအဲအာယုံဆိုင်တောင်တောင်တော့အောင်ဝဲတွေအကုန်လုံးသိအာယုံဆိုင်တောင်ဒါဒါတောင်တော့အောင်ဝဲပဲတည်တိုင်းကျွန်တော်ပြောတာရှိတယ်နော်တောင်တော့ကြာဆုံးတဲ့ဘွယ်တပွဲမှမပြောဘူးတောင်တော့အောင်ဝဲပဲဂျန်နေချီတိထိုက်ပြောနေတာဖြစ်တယ် အဲ့တော့တက်မလာအောင်ဝဲလေးကိုကျွန်တော်တို့အောင်ဝဲလေးရင်ဆိုင်နေရတဲ့ဆိုတဲ့အကြောင်းထပ်ပြောပြအောင်နော်အဲ့တော့အောင်ဝဲရင်ဆိုင်ဆိုဘာလဲဆိုတစ်ဖက်သူမဲ့အောင်ဟာဘာကြီးတော့ဟာလဲဒါမျိုးကျွန်တော်လိုချင်တာအာတစ်ဖက်လူကျွန်တော်တို့ဘလို့ထိုးရမယ်ဘလို့ညားနဲ့ထည့်ရမယ်ဒါမျိုးလေးတွေနော်အဲ့အလေးတွေတော့တချို့အဲလူကြီးပိုင်းနေနားလဲပေးဖို့အတွက်ဒါလည်းဘိုင်ရဲကိုပြောချင်ပါတယ်ပြီးတော့ဥဝတဝလာဥဝယမလာလို့ကျွန်တော်ပြောလိုက်တဲ့စကားရှိတယ်ဒီဥဝတဝတို့ပေါက်ခိုးတော့တို့ဒါတွေဒီမှာတိုက်နေတဲ့သူတွေဒါရွေးရှိတယ်ကျန်တဲ့လူရှိတာမဟုတ်ဟုတ်လား ဒါပေမဲ့တစ်ဖက်လူကဘာလဲဆိုတာအစ်စေခြင်းတဲ့ပုံစံမျိုးလားအားလားကြောင့်မသိဘူးဟုတ်တမလားဥရဥရရပါလားဘာလားဆိုအဲဒီကဲလူဒီဘက်ဒီကဒီရှားတော်ဖျားပဲရှိတဲ့ကိစ္စဟုတ်တယ်မလားအဲ့တော့ဟုတ်တယ်တစ်ဖက်လူတွေအာယုံဆိုင်တော့တော့ကိုယ့်လူတွေကကြံ့ကြံ့ခဲ့တယ်ဗျအဲ့ဒါလည်းတန်းတန်းတိုက်ပတ်နေဗျတည်ရပါတဖက်တို့ကျွန်တော်အာယုံဆိုင်တော့အာကျွန်တော်မသိမသိပဲနေမလားတတိုင်ငံလုံးစာတွေဒီမှာဒီမှာကွန်ပျူတာကြီးကဒီဘေးနားမှာချထားတာတည်ရပါ ကိုပြောချင်တာပြောလို့ရတယ်ဒီမှာကွန်ပျူတာကြီးကဘေးနားမှာချတာဒါအကုန်လုံးရဲ့သတင်းတွေဒီမှာလာပြောနေတာမသိပဲရှိမှာဟုတ်လားကျွန်တော်ပြောအဲ့တော့တခါလေကြနားလိုက်ပြီးဘို့လိုအပ်တယ်လို့ပြောချင်တယ်နော်ဘဝတော်ပြည်သူစစ်နဲ့တန်းနဲ့ဒါအာ PI ရွာတို့အကြမ်းဖက်ရွာတို့ဒါလက်နက်ကြီးနဲ့ဆုံးမတာလေရေလာကြီးတို့ထန်းတမင်းတို့ပေါင်ချောင်းတို့ပေါင်ဝဲတို့ရေမြတ်တို့ PI ရွာတို့ဒါအာပြည်သာအေးရွာရွာသာအေးရွာပေါ်တော့မြန်အေးပရောင်းတို့ဒီဘက်တွေကိုဒါတပ်မတော်က အနေဒီဥဝတော်ဝါရဲ့ပြည်သူစစ်တွေပူပေါင်းပြီးတော့တိုက်ခိုက်ပြီးတော့ရှင်းလင်းတုံ့တင်ပြက်တာဒါပြီးခဲ့တဲ့ရက်တွေကခုချိန်ကြီးတုံ့တင်နေတော့နော်ခုချိန်ကြီးရှင်းနေတော့ဒီမြေပတောင်အောင်ရွာတော်မှာအထိုင်ကျပြီးတော့ဒါတောက်ဆောက်တိုက်ရှင်းနေတာကိုကျွန်တော်တို့ဒီဒီနေ့ဆိုရင်ဒါကမ္မမှာဆိုကမ္မမြို့မှာအဲအရှိမမှာဆိုရေလာကြီးရှိမှာညာရေလာကြီးရွာရဲ့နောက်ရေလာကြီးရွာမှာရဲ့အရှိတဲ့အကြဘက်စကိုင်းရဲ့တင်ကြံကုန်းထဲမှာနေနေတဲ့အကြဘက်တွေရဲ့ အဲတင်းကျောင်းတောင်ဘက်ကိုတည်ရပေါ့နော်အဲ့ဒီဘက်မှာတောင်ဘက်ကဒီနေ့ဆက်တက်လေးလေးပါအဂျိုင်ကော့ဘရာနဲ့တောက်ဆော့ဗက်ထူတာဗက်ထူလည်းကျွန်တော်ပြောပုံမှန်လိုပဲအရင်လိုတစ်ချိန်ချတယ်ထပ်ပြေးတယ်တော့သွားလာလာလည်းပြန်ကောက်တယ်နောက်ထပ်ပြက်တယ်အဲ့လိုမျိုးတွေချတာပါမော်တာနဲ့ကျတော့မြင်တယ်ပြေးတလောက်ကိုလိုက်ချတာဖြစ်တယ်တခါလေးကျအလုံးကရေမတွက်နိုင်အောင်ချပြတယ်တခါလေးကနှလုံးသုံးလုံးလောက်နဲ့ချပြအပေါ်တန်းတန်းနဲ့ပြစ်ပြီးပြစ်ရှင်းရှင်းသွားတာရှိတယ်အဲ့အဲ့မှာရှိတဲ့ အဲအကြမ်းဖက်တွေကသေကြတည်ကြတာပေါ့အသေးလေးအကြီးလေးအပြောက်လေးအပြတ်တွေများတာပေါ့နော်ဒါဒါမျိုးပေါ့အဲ့တော့အဲ့ညမှာလည်းပဲအဲတက်တော့ကနဲ့ဒီပြည်သူစစ်တွေကလည်းပဲဒါအောင်ဝဲတွေနဲ့သူရင်ဆိုင်နေရတယ်ပေါ့ဗျာဒါမျိုးပြောရမှာပေါ့နော်အဲတက်တော့ကလက်ရှိနေရာတိုင်းမှာနိုင်ငံနိုင်ငံအခုတနိုင်ငံလုံးတိုက်ခိုက်တဲ့နေရာမှာသူတို့အောင်ဝဲတွေနဲ့သူတို့ရင်ဆိုင်နေကြတာပေါ့နော် အဲ့တော့အဲ့ online နဲ့ဘယ်တော့ဒီရင်ဆိုင်ကြအောင်လဲဆိုတော့ကျွန်တော်တို့ဆက်လက်ကြည့်ရအောင်။အမရရရှိနေပြောပါပါကြီးရဆိုလာအောင်။အဲ့တော့တချို့စကားတွေကဘန်းစကားဖြစ်တဲ့အတွက်အဲ့လိုလေးနားလဲပြီးလဲပဲတစ်ဖက်ကိုတိုက်ခိုက်နေရတယ်။အပိုင်းကဒါပြောအမှန်ငယ်တော့ online တလို့ပဲ။ကိုကအဲ့လိုနားလဲတိုင်းအဲ့လိုလေးတော့နားလဲပေးကြပါနော်။အဲဒါကျွန်တော်ကတစ်ဖက်လူကိုတိုက်ပြတိုက်ခိုက်နေတယ်။တစ်ဖက်လူကကျွန်တော်တို့ဖယ်ဖယ်မယ်ကျွန်တော်တို့ကသူတို့ဖယ်ဖယ်မယ်။သူတို့မခံမရနိုင်တာမျိုးနဲ့ကျွန်တော်တို့ကပြန်ဆွန့်ဆွန့်မယ်ဒါမျိုးရှိရပါနော်။အဲကျွန်တော်တို့ဆွရတယ်ဆိုတာက အဲ့ဘာဖြစ်လို့လဲသူတို့လက်နေတာတွေကိုကျွန်တော်တို့ကပြောပြတာတခါလေကြာရင်လာတည်တယ်လို့ပြောလို့မရဘူးဗျာ Facebook တွေ YouTube တွေ TikTok တွေမှာ YouTube ကတော့ရပါတယ် TikTok လို့ကလည်းကျွန်တော်တို့ဒီသတင်းတွေကိုကျွန်တော်ပြန်ပြောနေတာတွေ share နဲ့မျှဝေတဲ့ YouTube ဘက်တွေမှာရှိတယ် Facebook ဘက်တွေမှာရှိတယ်အဲ့လိုတည်တယ်ဆိုတဲ့စကားမျိုးသုံးသုံးလိုက်လို့ချင်းသူတို့မှအဲ့မှာက completely guideline တွေပေါ့မိတယ်လို့အဲ့တော့ကျွန်တော်လက်တယ်လို့ဘုံချင်း virtue တယ်လို့ virtue တဲ့ခါကျတော့တချင်းဆိုတဲ့ခါကျတော့ virtue အိုးအိုးလူတွေမခံနိုင်အောင် ဟောဖြစ်ကြရတယ်ကိစ္စရှိတယ်အဲ့ဒါကြောင့်ကျွန်တော်ကဗစ်ထုတယ်ပြောတာအဲတည့်ရမလားအဲဒါမျိုးကကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဟိုနေကောင်းတော့ချက်သုံးသက်ချက်တွေကတော်တော်များများဒါနှိပ်ရှိကြလာတော့သိတာဗစ်ထုတယ်ဆိုဘုံကျဲသွားပြီဆိုတာသိပါဒါမျိုးလေးကကျွန်တော်တို့ကဗန်စကားလေးရှိတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့ကအာဒီလိုမျိုးလေးတုံးတုံးတာကိုလည်းနားလည်ပေးဖို့လိုအပ်တယ်လို့ပြောချင်တယ်နော် နောက်သခိုင်းဒီကလေးတို့ကလေးမျိုးနဲ့မှာပေါ့ဒီကလေးတမှုကန်းကောလမ်းမချောင်းထိုးနေတဲ့နေရာမှာဒါတာယာဦးတို့ကျွန်းချောင်းရွာတို့မှာဒါတောင်တော့ကတောက်လျှောက်အပွဲတွေကလည်းဒီ PDF တွေလည်းအတော်အသေးများတဲ့ကျွန်းချောင်းရွာအဝင်မှာလည်းပဲဒါတောင်တော့ကျွန်းချောင်းရွာလည်းဟိုစီးနင်းဝင်ရောက်ပြီးကျွန်းချောင်းရွာနေကောမှာတောက်လျှောက်လိုက်ပတ်ပြီးတော့မှဖြုတ်နေတာကိုကျွန်တော်တို့တွေ့ရတယ်ဒီနေ့မှာပဲသူကထောက်ကြံ့ရွာပေါ့ထောက်ကြံ့ရွာကိုတောင်တော့ဝင်ရောက်စီးနင်းလိုက်တယ်အဲ့မှာအကြမ်းဖက်အယောက်40လောက်ရတယ်နော်အရှင်မိတာရည်လည်းအများကြီးပဲလို့ကြားသိရတယ် တောက်လျှောက်တောင်းတော်ကအဲ့နာမှာရှိနေတဲ့ကြိုင်ရွာတို့စီသာရွာတို့နတ်မြောင်းရွာတို့နတ်ချောင်းရွာတို့ကြံသာရွာတို့အောင်သာယာရွာတို့မှန်တော်ရွာတို့အဲ့မှာရှိတဲ့အကြံဖတ်တွေတောင်းတော်စကြောင်းကထိုးလိုက်ဆိုအကုန်ထွက်ပြေးတာအကုန်ထွက်ပြေးတာအဲ့မှာပြည်သူတွေထွက်ပြေးသွားပြီအကြံဖတ်တွေပဲကြံခဲ့တယ်အဲ့တော့တောင်းတော်ကအတသာယာပတ်ရှင်းအောင်မှနော်တသာယာတသာယာပတ်ရှင်းအောင်မှအဲ့မှာလည်းအကြမ်းဖက်တွေလိုက်တာမှာပိုးစိုးပစက်လိကြတာပိုးစိုးပစက်လိကြတာဒါမျိုးရှိရယ်နော် အဲနောက်တစ်ခုကျွန်တော်ကမ်ဘလူဘက်ကမ်ဘလူဘက်မှာဆိုတော့ဒီချက်သိန်းတိုက်နယ်မှာရှိတယ်နော်ကမ်ဘလူဒီချက်သိန်းတိုက်နယ်မှာရှိတဲ့အကြမ်းဖက်တွေစုဖွဲ့နေတဲ့နေရာတွေပေါ့ဗျာနေရာတွေကြီးရွာတွေတောင်းလာဒီနေ့ Jet Fighter နဲ့အဲနှစ်စီးနဲ့အမုန်းကျွေးတာ Jet Fighter နှစ်စီးနဲ့အမုန်းကျွေးတာတော်တော်သိကြတယ်လို့ကျွန်တော်တော်တော်လေ့ကျရတယ်လို့ကြားတယ်ကျွန်တော်ကြားသိရတာအတီတော့မပြုတ်နိုင်ဘူးဘလောက်တော့များလဲဆိုတာကျွန်တော်ဆက်တဲ့စုံစမ်းနေသေးတာဖြစ်တယ် အတိပြုလို့ရတဲ့ခါကျရင်ကျွန်တော်ဗနံဥရှိတယ်ဘလို့သိတယ်ဘလို့လက်တယ်ဘလို့ကစ်တယ်ပေါ့ဒါမျိုးလို့တော့ကျွန်တော်ပြောပြရပါတယ်နော်နောက်တစ်ခုကျွန်တော်တို့ဒီဝက်လက်ဘတ်ဆိုလို့ရှိရင်ဝက်လက်ဘတ်မှာဆိုလို့ရှိရင်လည်းဝက်လက်မျိုးနဲ့ဒီစိုင်းတော်နေကြည့်ရနီးမှာပေါ့အဲ့မှာရှိတဲ့အကြဘတ်စကန်ကိုတောင်းတော့ရွှေဘူကနေပြီးတော့မှလှမ်းပြီးတော့စုံးပါနော်ကမ်ကဆယ်နဲ့အတင်းကတို့နေနဲ့ရွှေဘူကနေလန်ကစ်တာကွတ်တီပဲအဲ့တော့စန်းကစ်တာလားပါလားတော့မသိဘူးလူမသောစန်းကစ်တာလားဆိုကွတ်တီကလုံးဝမလွဲတော့ဘူး ်အတက်ကလည်းအဲ့လိုအခုနောက်ပိုင်းကဒီ drone တက်ရင်းနေနဲ့ drone တက်ဖွဲ့တွေတော်တော်အကောင်းလာတဲ့ပုံစံရှိတယ်နော်အဲ့တော့အခုဒီဘက်ခက်ကအဲဒီဘက်ခက်ကဘယ်လိုပြောရမလဲဆိုတော့လူငယ်တွေကအဲအလကားနဲ့ဂိမ်းဆော့နေကြတယ်ဂိမ်းဆော့နေတဲ့လူငယ်တွေကချက်ထဲနဲ့ဝင်ကုန်ကြတော့အဲ့လိုတွေဖြစ်ခေါ်ဟာတွက်လက်ကုန်ကြအောင်အရင်တော့ကျွန်တော်တို့ဒီစစ်မှုတန်းဥပဒေမခေါ်ခင်တော့ကလူငယ်တွေကအဲ့အဲ့ဒီမှာဒီဂိမ်းဆော့နေတဲ့အချိန်မှရှိတယ် အခုဒီ PDF ပဲရောက်သွားတဲ့ကောင်တွေကဂိမ်းဆော့နေတဲ့ကောင်တွေရောက်သွားတော့သူတို့ကအဲ့ဒါကိုပျော်နေစိတ်တိုက်ရတာတီကာမသိပြက်ကာမပြက်ဆိုဂိမ်းဆော့နေတဲ့ပုံစံမျိုးဆိုစိတ်ဒါကိုသူတို့ကပျော်နေတာအခုဒီကောင်တွေကတေးတဲ့လူပြောဒီဘက်ကတပ်တော်ဘက်ကဂိမ်းဆော့နေတဲ့သူတွေကအခုစေဘုဒ္ဓဥပဒေကသွားအလကားတဲ့ဂိမ်းဆော့ပြီးအဲ့တဲ့ဂိမ်းဆော့တိုင်းလိုက်ချနေကြတာဆိုတော့ဒီဘက်ကအောင်နေကြတာပေါ့အဲအောင်မြင်မှုတွေတအားများပြီးရင်ဆိုင်ရတာတော့အောင်မြင်မှုတွေနဲ့ကောင်းကောင်းချနေတာပေါ့အဲ့လိုဖြစ်သွားတယ် တဲ့မှာအဲဝက်လက်လေဒီရတာကြီးလမ်းမကောင်လည်းနေကဘုံကျက်တာနော်အလုံး90ကျော်မှာတည်လိုက်ကြတဲ့အမျိုးကိုစိုးပါဇက်ပဲကျွန်တော်ရွှေဘူဝက်လက်အရွှေဘူမြကြီးနာအမန္တလေးသခိုင်းအဲ့လိုလမ်းမတင်မှာရှိနေတဲ့စက်ကြီးကောက်နေသူတွေတဲ့ပဲဒီရက်အတွင်းမှာတောင်းအောင်ကတော့ဒီပါမော်တာတွေအတီကန်ဒုံးတွေစက်တက်လေးတွေဒီဒရုန်းတွေနဲ့ကောင်းကောင်းကျွေးနေတာကိုဟိုကျွန်တော်တို့တွေ့ရတယ်လို့ ဟိုကျွေးပြီးတော့ရှင်းလင်းတော့မယ်ဆိုတာလည်းပဲကျွန်တော်တို့သိရတယ်ဒီဝက်လက်အနောက်ချမ်းမှာရှိတဲ့အချမ်းဘက်ရွာတွေအချမ်းဘက်စကန်းတွေနေနေတော့တက်တော့ဒေါက်ရှော့ဖေးလိုက်ထူနေတာဒီနေ့ဆိုတော်တော်များတယ်ဝက်လက်ဘက်မှာနော်ဝက်လက်ဘက်မှာလည်းအမုန်းကျွေးနေပြီအဲ့တော့ဒီဘက်ထပ်ပြောမှာဆိုစိတ်ဖြူလို့စလင်းလို့နောက်ခါအဲ့မှာရှိတဲ့စိတ်ဖြူစလင်းရှိပြီးတဲ့လမ်းပိုင်းတွေပေါ့အဲ့ဒီမှာလည်းပွဲတွေတောက်ချောက်ကတဲ့ဒီကလေးဘက်မှာဆိုလို့ရှိရင်လည်းဒီထိုးမရွာလာအဲ့ဒီမှာနေမြေရှင်းတယ်နေမြေရှင်းပြီးပွဲကတယ် နေမင်းရှိနေပွဲကတော့ကလေးမျိုးတမှုပဲဆိုလို့ရှိရင်အဲခမနောခမနောရွာအနီးမှာပေါ့ဒါကာကင်းစကန်ကုန်းတွေတော့ရတယ်တမနောတိုက်တဲ့နေရာမှာအဲ့လိုမျိုးသူတို့ဂုံးတွေရတယ်အလောင်းတွေရတယ်လက်နက်တွေရတယ်အဲဒါမျိုးရှိတယ်အဲတိတ်များလာနေတာမဟုတ်လို့အလောင်းလက်နက်ရတယ်ပဲကျွန်တော်သိရှိပြီးအလောင်းလက်နက်ရဆိုဒီကောင်တွေပြေးတယ်ပေါ့ဗျာဒါရှင်းရှင်းလေးပဲဟုတ်တယ်မလားအလောင်းလက်နက်ရမှလုံးဝပြေးပြီပေါ့ဒါပဲရှိတာနောက်တစ်ခုကြတော့ဒီ safe view ပဲဆိုလို့ရှိရင်ဒီတန်းစလုံး ဟိုတန်စလုံးအတက်စိတ်ပြူမြို့တယ်မှာကတန်စလုံးတက်အထိုင်တက်ရှိတယ်အဲတန်စလုံးမှာတက်အထိုင်စကန်းကိုလာပြီးတိုက်တယ်ဘယ်သူလဲတိုက်တယ်ဆိုတော့မကွေးပကဖဆိုတဲ့အဖွဲ့ပေါ့ဗျာအဲ့မှာရွေရှားစက်ကြောင်းတဲ့အဲအဲ့သူတို့အဖွဲ့ကလာတိုက်တယ်လာတိုက်တဲ့ချိန်မှာတက်မော့ဘက်ကပြန်ပြီးကက်လိုက်တော့ဘာဖြစ်သွားဆိုတော့စစ်ကြောင်းမှုတို့ရဲဘော်ဟောစိတ်ဖြူလို့ခေါ်တဲ့ကောသူနာမည်ဟိမင်းသူပေါ့ သူဘာဝင်၉ရောက်လောက်လက်ချန်လက်ပြီးကြာပါကြတယ်စစ်ကြောမှုတော့ကြာစစ်ကြတဲ့ခေါ်တွေကဒိုင်ရတဲ့ခေါ်လည်းပြေးတာပြေးတာအမုန်းပြေးကြအဲ့မှာလာတိုက်ပါဆိုစစ်ကြောမှုကြာပါတယ်အဲ့ခေါ်ခိမင်းသူဆိုတဲ့ခေါ်အဲ့လိုရှိတယ်နော်အဲ့တူဟိုတက်မဘကတော့သူအထိုင်းစခိုင်းလည်းလာတိုက်လို့မရတော့တိုက်တာနဲ့အဟန်လက်တဲ့သူတွေဖြစ်ကုန်ပြီနော် နောက်ကြတော့ဒီဆလင်းကြီးဆလင်းကြီးမှာဆိုလဲဒီရေကားရွာမှာအကြမ်းဖက်ခေါင်းဆောင်မဲကြီးအိမ်ရှိတယ်မာမဲကြီးအိမ်အပောင်းဝင်အဲ့နောက်မှာတောင်ချောက်ဗစ်ထုချလိုက်တာမဲကြီးကတော့မပါပါဘူးဗျအဲ့နောက်မှာပတ်ချလေတွေတော်တော်များများသေးကုန်ကြတာရှိရနော်အနေထဲမှာရှိနေတဲ့အကြမ်းဖက်တွေတော်တော်များများကျွန်တော်သေကုန်တော့တွေ့ရတယ်ပြီးတော့ဗမောက်ဘက်မှာလည်းငကရရွာမှာနေနေရှင်းတဲ့ဥစ္စာမှာဒီဒီမြစ်တိချင်းရွာကိုနေငကရရွာကိုဘယ်ဟိုနေနေရှင်းတဲ့ နာမည်ရှင်းနဲ့အရရှိပြီးတော့နာမည်ရှင်းနဲ့အဲ့မှာပွဲကလာနေပါဒီဒီထက်ကလာရှိတဲ့မြင့်တိချင်းကြေးရွာမှာလည်းပဲဒါတက်မလောက်ကနဲ့အဲဒီရတီလူစစ်နဲ့ဒီ KIA နဲ့အဲ PDF တွေနဲ့ဒါတိုက်ဝဲဖြစ်တာရှိတယ်ပွဲကလာရှိတယ်အဲနေတက်မလောက်ကပေးဆောင်မှုသုံးရမရှိဘူးကျွန်တော်ကြာတိအတာဟိုဘက်က အာ PDF တွေတော်တော်များများတည်တယ်ဆိုတော့အလောင်းတွေတည်တယ်ဆိုတာမျိုးကိုကျွန်တော်တို့အဲ့ဒီဘက်ကကြားသိရတဲ့အချက်ဘာကြောင့်လဲဆိုတော့တက်မနော်ကနေချောင်းနေတဲ့တနေပုံအမုန်းဆွဲနေတာကိုကျွန်တော်တို့သိရတယ်နော်အဲ့မှာလည်းပဲတက်မနော်ကအာဒီမြူတဲဝင်မှုတိတ်မလို့တော့ဘူးလို့ကျွန်တော်ကြားသိရတယ်လှမ်းမြင့်နေလှမ်းအော်နေကြားနေရတယ်လို့ကျွန်တော်ကြားသိရတယ်အထဲမှာရှိတဲ့အစိုးရရန်ရဲပစ္စည်းတွေကိုမီးရှို့နေတယ်ရာသလောက်ယူပြီးပြေးနေတာကိုတွေ့ရတယ်နော်ဒီ KIA နဲ့ online နေပေါ့ KIA နဲ့ PDF တွေပေါ့နော်ဒီ ကွန်ကရစ်ပဲဆိုလို့ရှိရင်လည်းပဲဒီကွန်ကရစ်ပဲဆိုလို့ရှိရင်ကွန်ကရစ်ပဲဆိုလို့ရှိရင်အာဆန်လန်နဲ့ဒေါ်နောက်တောင်လန်ဟောင်းကြားမှာလည်းဒါတပ်မတော်ကအဲစစ်ကြောင်းထိုးနေတယ်စစ်ကြောင်းထိုးနေတယ်ညပတိုင်းအနီးမှာလည်းပဲဒါပွဲကြီးကာတာရှိတယ်ဒီရေခွက်တောင်လန်ပိုင်းကြီးလည်းဒါစစ်ကြောင်းထိုးတယ်ဒီနေ့တိုက်ပွဲတွေကပွဲတွေကတော့ကာတာတော့ရှိတယ်ခိုင်ခိုင်းကြော်ရဲ့အရှိရှုကင်းသားဟိုတပ်မတော်ရောက်နေမှာအဲ့ဒီသူ့ရှိမှရှိတယ်ဟိုနဲ့တိုင်းငင်ကိုစစ်ကြောင်းထိုးတဲ့အာမဒီနေ့ပွဲတွေကာတာပွဲတွေကာတော့ အဲတောင်မောင်က drone တွေလည်းကောင်းအောင်သုံးတယ်လက်နက်ကြီးတွေလည်းသုံးတယ်လေကြောင်းတွေလည်းသုံးသုံးတဲ့ခါကျတော့ဒီ CRF တွေတော်တော်များများလစ်တာကိုကျွန်တော်တို့တွေ့ရတယ်အဲဒီတိုင်းငယ်ဘက်ကတော့ဒီနေ့လောက်ဟိုနေ့ဖြစ်လို့ရှင်တော့အဲနေနေရပြီလို့ကျွန်တော်တို့ပြောလို့ရမှာပေါ့ doctor စကြောင်းထိုးနေတာရှိအဲ့ဒီဘက်မှာလည်းဒီတောင်မောင်ရဲ့အောင်ပွဲတွေတော်တော်များများကိုကျွန်တော်တွေ့ရတယ်ဒီကချင်ဘက်ဆိုလို့ချင်းခေါလံဘူးဒီ လမ်းစင်မှာလည်းပဲဒါဒီနေ့ပွဲကလည်းလေးချောင်းတွေတုံတင်တာရှိတယ်။နောက်တစ်ခါကျတော့ဗမော်မှာလည်းပဲသူကြီး၎င်းပဲလေးချောင်းတုံတင်မှုတွေဒါကောင်းတယ်။အဲ drone တုံတင်မှုတွေဒါကောင်းတယ်။အဲမှာ KIA တွေအသေးများနေတယ်။ PDF ကပြီးတာလားပါလားမသိဘူး။အဲ့မှာတော့ KIA အလောင်းတွေတော့ရရှိတာတွေကျွန်တော်ကြားသိရတယ်။ဒီ wine mob မှာဆိုလည်းပြဒီလက်မြန်ရွာရဲ့အရှိမရှိတဲ့အဲလမ်းမြန်ရွာရဲ့ရွာလေပိုင်းရွာလေတော့လမ်းမြန်ရွာကြီးရောအုပ်စုဖြစ်မှာဗျဂျားအလေတော့ရောက်နေပြီ။ နော်တောင်တော်ရဲ့စကြောင်းတွေကအာပြီးတော့တောက်ချောက်ကတော့အဲ့မှာလဲလေချောင်းတွေအမုံကျွေးနေရတယ်ဘကိုးရစ်တာရှိဘက်မှာဆိုလို့ရှိရင်အာဒါပိနေပင်စိတ်ရွာရှိပိနေပိနေပင်စိတ်ရွာပိနေပင်စိတ်ရွာမှာဒါတောင်တော်နေမြေရှင်းတဲ့အချိန်မှာအလောင်းတွေလက်နက်တွေရရှိတာကိုကျွန်တော်တို့တွေ့ရတယ်ရာသစ်ကြီးရွာကိုကျတော့ဂျက်ဖိုက်တိုင်းနဲ့ကောင်းကောင်းထူတာကိုကျွန်တော်တို့တွေ့ရတယ်နော်ဒီရေလောက်ရွာတို့ကျွဲရိုက်နေအဲတရားအနီးမှာပွဲကားတဲ့ဥစ္စာလည်းပဲအဲဒါသူတို့ PDF တွေ share share ဆိုတိုင်ရန်ကောင်တွေတော်တော်သေးကြတာကိုကျွန်တော်တို့ကြားသိရတယ်။အခုတောင်းတော့ကတော့တောက်ချုံနေမြင်ရှင်းနေတာပဲအဲ့ဘခင်တန်းတို့ JPD တို့ငွန်ဆာမာကြီးတို့ဒီတထမ်းထမ်းမဲ့ကုန်းတို့အော်အိုးမြေတူလာအဲ့ဘက်ဒီနောက်ကစီပိုင်းတို့ရှမ်းစုတို့ရက်ကြီးရောအုပ်စုမှာရှိတဲ့ကျတုကုန်းယောဂချန်ထဲမှာရှိတဲ့အကြမ်းမဲ့စကန်းတို့လည်းပဲဒီနေ့ဒီတပ်နောင်ကလက်နက်ကြီးတွေနဲ့ဆက်လက်ဆုံးမနေတာကိုကျွန်တော်တွေ့ရအထဲမှာရှိတဲ့အဲဟိုပေါ့ KNU KNN လေးပေါ့ KNN လေးရဲ့ အဲတချို့ဟိုအထိုင်စခန်းတွေကိုဒရိုက်ထိရောက်ကြတယ်လို့ကျွန်တော်တို့ကြားသိရတာရှိတယ်။တနင်္လာနေ့တိုင်းမှာဆိုတော့အမ်ကိုင်ယုန်ကတဲ့ကိုင်ယုန်ဌာနချုပ်ပေါ့ကအဲကာယခခေါ်မှာပေါ့အဲ့ဒီအတက်ကသူတွေရဲ့စစ်စစ်ကိုကိုင်ယုန်ဌာနချုပ်စကက73မှာသူတွေနေမြရှင်းနေကြတယ်အဲ့ဒီမှာမြိတ်တို့တနင်္လာနေ့တို့ဘုတ်ပြင်းတို့ကိုတောက်ချောင်းနေမြရှင်းနေကြတော့အမ်ပွဲတွေကတော့ကနေတာရှိတာတော့ပူလောဘက်ဆိုလဲဒီ ွဲတွေကတယ်ပလာမျိုးနေပိုင်းပေါ်လည်းပွဲတွေကတယ်သင်္ကန်းတော်ဘက်မှာလည်းပွဲတွေကတယ်ဒီမော်တော်ဒေတာနေဆက်လမ်းကြောင်းတွေလည်းပွဲကတာရှိတယ်တရချောင်းတိဘက်တွေလည်းပွဲကတာရှိတယ်ဒီမြိတ်တဝက်လမ်းကြောင်းလည်းတမလောကစစ်ကြောင်းထိုးနေတာရှိတယ်အဓိကတော့တနက်ရေးဘက်မှာဆိုရေးဘလူကပေါ့ရေးဘလူကတော့အခုကျွန်တော်တို့သိရှိတဲ့လောက်ကတော့တောင်းလောင်ကမလုံးလို့လားဘာလားတော့မသိဘူးကရေဘလူကတော့တော်တော်ထောင်နေတယ်လို့ကြားရတယ်ဒီရေစကန်ကိုတက်တိန်တဲ့အချိန်မှာတော့ရေစကန်တက်တိန်နေအဲကြောင်းလေးကိုတက်တိန်နေ ဒါမျိုးပေါ့အဲ့ဒီဘက်မှာကြာရေဘလူးကနည်းနည်းပါဝါပြင်းနေတဲ့ပုံစံမျိုးရှိတယ်။ပါဝါပြင်းတဲ့ပုံစံတက်မလွန်ကပဲလွတ်ထားတာလားသူသည်မဟုတ်ရေဘလူးကပဲစွမ်းတာလားတော့ကျွန်တော်လည်းမသိဘူး။ဒါပေမဲ့တက်မလွန်ကလွတ်ထားတယ်လို့တော့မယူဆဘူးဗျာ။သူတို့ကလည်းဟိုပုံးဒီပုံးနဲ့ဟိုနားပေါ်လာလိုက်ဒီပလာပေါ်လာလိုက်လို့ပဲကျွန်တော်ထင်တယ်။အဲဆိုသူကလိုင်းပေါ်မှာတက်တက်ပြီးတော့ရှောက်ဟိုပြောနေတာနဲ့မြေပြင်မှာလည်းလွှဲနေတာကိုကျွန်တော်တို့တွေ့ရတယ်။နောက် ဒါမှမဟုတ်သူတို့ကဟိုလာတိုက်ရညာပိုင်းလာတိုက်တယ်ဟုတ်တယ်တိုက်ညာပိုင်းတညာလုံးစကန်ဘက်ကိုလာပစ်တယ်တညာလုံးတိုက်တာမျိုးရှိတယ်စကန်ခွာစစ်တွေဆင်ရတာမျိုးတော့ရှိတယ်အဓိကအဲ့ဘက်မှာကျတော့ကျွန်တော် download ဘက်မှာလည်းကျွန်တော်ကြာတိတလောက်ကတော့အဲ့ဒါဘယ်လာတိုက်ခါကြတမ်းတော်ခါတော့အာတော့တိုက်တာတော့တိတ်တော့မကြဘူးတမ်းတော်ကနိုင်ပြီရှင်းစစ်ကြောင်းနေတော့ထွက်နေတာပဲနေတိုင်းတော့အဲ့လိုမျိုးရှိတယ်ဒါဒီဘလူးပြုတ်သွားရင်တော့ဒီအဲ့ဘက်တတော်လုံးကတော့ငြိမ်သွားမှလို့ထင်တယ်ရေးဘက်ကရေးဘလူးကဒီတိုင်းကတော့ตายရနေတော့ တောင်းတော့လည်းကောင်းကောင်းတုံနေအောင်တွေးရတယ်ရေဘလူးချိုးနိုင်အောင်အားလုံးအေးဆေးဖြစ်သွားနိုင်မှလို့ထင်တယ်